2030အထိလမ်းခွဲမပေးနိုင်ကြောင်းပြောလာခဲ့တဲ့ White Land ပြည်သက်များလုံးပဲမင်္ဂလာပါခင်ဗျမန်ချက်စတာဖုတ်ဘောဇုံကနေပြန်လည်ချေဆွလိုက်ပါရယ် Inter Milan ရဲ့စိတ်ဝင်စားခြင်းကိုခံရတဲ့ Westman White Land က Manchester United မှာသူရဲ့နာဂတ်ကဘလို့ဆက်ပြစ်မလဲဆိုတာကိုပြောပြလာခဲ့ပါရယ် White Land ကပြီးခဲ့တဲ့တရားစီကျော်မှာ Atalanta ကနေ Manchester ကိုစတင်ပြောင်းရွှေ့လာခဲ့ပါရယ် ဝိုင်လန်ဟာပြောင်းရွှေ့ခြင်းပေါင်း82တန်းနဲ့မန်ချက်စတာယူနိုက်တက်ကိုရောက်ရှိလာခဲ့ပြီးမြောင်းရွှေ့ခြင်းနဲ့ထိုက်တန်တဲ့ခြေစွမ်းမျိုးကိုတော့မပြသနိုင်ခဲ့ပါဘူး။ Old Trafford ဝင်ကလေးကဒဏ်ရာကျနှောင့်နှေးနေခဲ့ရတဲ့ဝိုင်လန်ဟာတရဲနီတို့အတွက်96ပွဲပါဝင်ကစားပေးထားရမှာ26ဂိုးပဲသွင်းပေးထားနိုင်ခဲ့ပါရီ။ဒီတော့ဝိုင်လန်ရဲ့အနာဂတ်ကလည်း United မှာတဖြည်းဖြည်းနဲ့မရေမယာဖြစ်လာနေပါရီ။နီပြ်ရိုဘင်မော်ရင်ဟာဒူနီယာဒီမှာအသင်းကိုသူ့စိတ်ကြိုက်ကစားသမားတွေနဲ့သာပြန်လည်တည်ဆောက်ဖို့စီစဉ်နေပါရီ။ဒီတော့အသင်းရဲ့ကစားကွက်နဲ့မကန့်ညီတဲ့ကစားသမားတွေကိုပြန်လည်ရောင်းချသွားမှာဖြစ်တာကြောင့်အားလုံးကတော့ဝိုင်လန်ကိုဒီနေရာဒီမှာ Old Trafford ကိုဆုံးခွာရလိမ့်မယ်လို့ခန့်မှန်းနေကြပါရယ်။ Huiland ကို Serie A အသင်းတွေကပြန်လည်စိတ်ဝင်စားနေကြပြီး Inter Milan ကခေါ်ယူချင်နေတယ်လို့သိရပါရယ်။ Inter Milan တွက်ပေးကြတဲ့ရာသီဟာကြာရှုံးရာသီတစ်ခုဖြစ်ခဲ့ပါရယ်။ Inter ကပြည်ရင်းမှာ Napoli ရဲ့နောက်ကိုကြားခဲ့ပြီးဒုတိယလိုဖြစ်ခဲ့သလို Champions League မှာလည်း Final မှာ PSG ကို9ဂိုးပြန်တဲ့အချက်အကျွဲရှုံးနေပြီးထပ်ဆင့်ဒုတိယလိုဖြစ်ခဲ့ရပါရယ်။ Inter Milan နေ့ပြ Simon Inzaghi ကပါအသင်းကနေထွက်ခွာဖို့ဆုံးဖြတ်လိုက်တဲ့အခါ Inter Milan ရဲ့အသင်းကိုပြန်လည်တည်ဆောက်ရဖို့ဖြစ်လာပါရယ်။ Inter Milan ကသူတို့ရဲ့တိုက်စစ်နေရာအတွက်ကစားသမားတွေရှာဖွေဖို့လိုအပ်နေပြီး Huiland န်းကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့သတင်းတွေကဖော်ပြနေကြပါတယ်။ခွိုင်လန်းဟာလက်ရှိမှာဒိမ့်မတ်အသင်းနဲ့တူနိုင်ငံတကာအသင်း Judy Tan ဆောင်နေပြီး Ireland ကိုနှကိုးတကိုးနဲ့နိုင်ရရှိခဲ့တဲ့ချစ်ကြည်ခြေစံပွဲအပြီးမှာတော့သူ့ရဲ့အနာဂတ်ကြောင်းပြောလာခဲ့ပါတယ်။ TV2 Sport နဲ့ interview မှာ White Lan ကကျွန်တော်မှာ2030အထိစာချုပ်ရှိပါတယ်။ဒါကြောင့်ကျွန်တော်က Manchester United အတွက်ကစားရဖို့ပဲမျှော်လင့်ထားပါတယ်။ကျွန်တော်အခုနွေရာသီအပန်းပြေခီးထွက်တော့မှာပါ။ပြီးရင်တော့ကျွန်တော်ကနောက်လာမယ့် project ပေါ်မှာအပြည့်အဝစိတ်နဲ့သွားပါမယ်လို့ဖြည့်ပေးလာခဲ့ပါတယ်။ခွိုင်လန်းကသူ့ရဲ့အခြေအနေကိုလည်းသူကိုယ်တိုင်သိနေပါတယ်။ သူကမီဒီယာတွေမှာရေးသားနေကြတာတွေအလုံးကိုသိတယ်လို့အချက်လက်တွေကဘာတွေလဲဆိုတာကိုလည်းသိပါတယ်။အဲဒီအချက်လက်တွေထဲမှာသူဟာမန်ချက်စတာယူနိုက်တက်မှာ2030တိဆက်ရှိသွားမယ်ဆိုတာလည်းပါဝင်နေပါတယ်။ဝိုင်လန်ကအိုထရဖို့မှာပဲဆက်ကစားနေဖို့မျှော်လင့်ထားပြီးဒါကြောင့်လည်းညရာသီမှာနားယူပန်းဖြေဖို့စတင်ပြင်ဆင်နေပါတယ်။ပြီးတော့ဝိုင်လန်ကရာသီဂျိုကောင်းတစ်ခုကိုဖျက်ဆီးသွားနိုင်ဖို့မျှော်လင့်နေပါတယ်။ဝိုင်လန်အတွက်အနာဂတ်ကတော့90 90ပါပဲ။ ဖွဲ့လန်းကအတင်းမှာဆက်ကစားကျင်တော့အတင်းဘက်ကထုတ်ရောင်းသွားဖို့ရှိနေပါတယ်ယူနိုက်တက်ကဈေးကွက်ထဲမှာထောင်တက်စင်မှုတူးကိုရှာဖွေနေပြီးဒီအတွက် Sporting Lisbon တိုက်စင်မှု Vicar Rogeres ကိုမျက်စိချနေပါတယ် Rogeres ကအမော်ရင်စင်တင်ပေးခဲ့တဲ့အဓိကကစားသမားဖြစ်ပြီးဥရောပရဲ့ဂိုးသွင်းဆက်အသစ်ဖြစ်နာမည်ကြီးလာနေပါတယ် ရိုဂရက်ဟာအမော်ရီနယ်နဲ့ဆက်သွယ်ရှိနေပြီးပရီးမီးယားလိဂ်ကိုပြောင်းရွှေ့ချင်တာကြောင့်ဥရောပဝင်ခွင့်မရရင်တောင်ယူနိုက်တက်အတွက်ကစားပေးချင်နေပါတယ်။ရိုဂရက်နဲ့သတင်းထွက်နေတဲ့အာဆင်နယ်ကလည်းဘင်ဂျမင်ဆန်စကိုဘက်ကိုလှည့်နေတာကြောင့်ယူနိုက်တက်မှာအခွင့်အရေးရှိနေပါတယ်။ဒီတော့ယူနိုက်တက်ဘက်ကစပိုးတင်းကိုဆက်သွယ်ထားပြီးကစားသမားကိစ္စစုံစမ်းနေတယ်လို့သိရပါတယ်။ရိုဂရက်ရဲ့စာချုပ်ဖြတ်သိမ်းခြင်းကပေါင်85သန်းဆိုပေမဲ့ကစားသမားပြောင်းရွှေ့ချင်ရင်တော့ပေါင်သန်း60လောက်နဲ့ရရှိနိုင်မှာမို့ရိုဂရက်ကိုယူနိုက်တက်ကတကယ်ခေါ်ယူသွားနိုင်ပါတယ်။ရိုဂရက်ရောင်းလာရင်တော့ဟွာလန်ရဲ့နာဂတ်ကအော်တာဖိုးမှာဝေဝါးသွားမှာပါ။တကယ်လို့တိုင်းစစ်မှုတွေ ည်ရှာဖွေလို့မရနိုင်တော့ဝိုင်လန်လန်ဆန်နာရီပြေးပြီးသူ့ကိုယ်သူတက်တည်ပြဖို့နောက်တရာဒီခွင့်ရရှိသွားနိုင်ပါတယ်ဒီတော့ဝိုင်လန်ရဲ့နာဂတ်ကလမ်းစုံမှာရောက်နေပြီးဘယ်ဘက်ကိုရိမ့်သွားမလဲဆိုတာကိုတော့ဆက်လက်ဆောင်ကြည့်သွားမှာဖြစ်ပါတယ်ကျေးဇူးပေးခဲ့တာကျေးဇူးများကြီးတင်ပါတယ်